ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ FEBC အတံလွင့်ဌာနမှသင်တီးအပ်တော်တမချန်းအစီအစဉ်များကိုအတံလွင့်ပို့ချလည်ရှိပါလေရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်။ယေရှုခရစ်ရဲ့ဆွေတော်စင်မျိုးတော်ဆက်အကြောင်းကိုပဲဆက်ရမှာပါ။ရှမသက်ခရစ်အခန်းကြီး1အငယ်37အရာ အာခတ်သာဟေဇကိဟေဇကိသာမနာရှိမနာရှိသာအာမုံအာမုံသာယောရှိယောရှိသာယောယကိန်ယောယကိန်သည်ဘာဘူးလုံမျိုးသို့နေရာပြောင်းကန်ဤတွင်မြင်သောသာရေခေါနိမှဆ ảy ၏ဤနောင်တစုသည်အဲ့ဒီကျမ်းစာအလေကယောယကိန်တဲ့ရေခေါနိကိုရှင်မသက်ဟာပို့ပြီးအာယုံစိုက်စီခြင်းပါလေဘာဖြစ်လို့လဲဆိုတော့ဒါဝိရဲ့မင်းဆက်မှာအခုရေခေါနိကစတဲ့နောင်လာနောက်သားတွေကို ခီးနှန်းကပယ်ပစ်လိုက်ရတဲ့အထိဘုရားသခင်ဒေါသထွက်လောက်အောင် မိုက်မဲခဲ့ကြတဲ့လူတွေဖြစ်နေလို့ပါပဲဒီနေရာမှာယေခေါနီလို့အမည်ပေးပေမဲ့ယေရမိအနာဂတ်ကျမ်းမှာတော့ခေါနီလို့ပဲခေါ်တယ်ယေသို့မဟုတ်ယေဆိုတဲ့စကားဂျေဟိုဗာဆိုတဲ့ဘုရားသခင်နဲ့သက်ဆိုင်တဲ့ဝေါ်ဟာရဖြစ်နေရကနေဘုရားသခင်ကဒီကောင်လေးနဲ့မတန်မှုဆိုပြီးဆုတ်ပစ်လိုက်ခဲ့တာပါပဲအဲ့ဒီယေရမိအနာဂတ်ကျမ်းအခန်းကြီး22 ငယ်24ရက်နေ30အတွင်းဆက်တွေ့ရပုံကထာဝရဘုရားမိန်တော်မူသည်ကယူရရှင်ဘရင်ယောယကိန်မင်းကြီးဤသာခေါ်နေသည်ငါလက်၌ပါသော တစိ့လက်စွပ်မှန်တော်လေငါအသက်ရှင်သည့်အတိုင်းသင်ကိုငါပယ်ပြစ်မည်ဤမင်းကို သားမရှိသောသူဟု၍၎င်းတစ်သက်လုံးမကောင်းစားသောသူဟု၍၎င်းရည်မှတ်လော့သူဤသားမည်တစုံတယောက်မျှဒါဝိမင်းကြီးဤရာဇပလင်ပေါ်မှထိုင်ရသောအခွင့်နှင့် ယူဒပြည်ကိုစိုးစံရသောအခွင့်မရှိရအဲ့ဒီလိုရေးထားပါတယ်ရှင်းတယ်နော်အခုလက်သမားဆရာယောသတ်ဆိုတာဟာမာရိရဲ့ခင်မွန်းဖြစ်လာတယ်တနည်းအားဖြင့်ခရစ်တော်ရဲ့အမိခံအဖေဖြစ်လာတယ်ယေရှုခရစ်ဟာအပျိုကညာရဲ့ဝန်းကနေယောသတ်ရဲ့တဘာဝဆက်ဆံခြင်းမရှိဝိညာဉ်တော်ကြောင့်မွေးဖွားပေမဲ့မျိုးဆက်စရင်အရာလူဖခင် အမိနဲ့တွားရမှာမို့ဒါဝိဒ်အမျိုးယောသတ်ဟာဖခင်စရင်နေရာကိုယူပေးရတယ် အဲ့ဒီဒါဝိအမျိုးအနွယ်ယောသတ်တို့ခစ်အချိန်အခါမှာတစ်ချိန်တစ်ခါမှာရေခေါင်းကြီးဆိုတဲ့မင်းသားမိုက်ကြောင့်နန်းဆက်ပြုတ်ပြီးအခုယောသတ်ကျတော့ပန်ပန်လက်သမားဆရာလေးတယောက်ဘဝမှာပဲရောက်နေပြီဆိုတာရှင်းနေတဲ့အထောက်အထားကြီးပဲဖြစ်ပါတယ်။ယောသတ်သာမဟုတ်သေးပါဘူး။မာရိဟာလည်းဒါဝိမျိုးကနေဆင်းသက်တာပါပဲ။မာရိယဒါဝိရဲ့သားနာသန်ကနေဆင်းသက်တဲ့နန်းစဉ်မျိုးဆက်ဟောင်းတစ်ခုကပေါက်ဖွားလာသူလေးတယောက်ပါ။ ဒါကိုရှင်လူကကြံ့ကြံ့ရင်ပိုပြီးရှင်းသွားပါလိမ့်မယ်။ယောသကတော့ဒါဝိနဲ့ဘေသရှေဘကမွေးတဲ့စားရှောလမုန်မင်းကနေဆင်းသက်တာ။အဲ့ဒီလိုအကြောင်းနေကြောင်းလဲမာရီယောယောသရောနှစ်ယောက်လုံးဟာဒါဝိမျိုးတွေဖြစ်တဲ့အသက်သကောင်စရင်ကောက်လာတဲ့အချိန်မှာပဲလင်မျိုးအချီတွားပြီးစရင်သွင်းရတယ်ဆိုတာဟာပေါ်လာပါလိမ့်မယ်။အဲ့ဒီဆွေစဉ်မျိုးဆက်ကိုတန်းငယ်၁၆မှာဖြတ်တောက်လိုက်မယ်ဆိုရင်ယာကုပ်မြင်သောသားကမာရီဤခင်မွန်ယောသတ်တီ ထိုမာရိသည်ခရစ်ဟု ပေါ်ဝေါ်သမှုသောယေရှု၏မယ်တော်ဖြစ်၏ဆိုပြီးအဆုံးသတ်တွေ့ရပါမယ်။ဒီနေရာမှာ နားရှုံမှဆိုလို့ထပ်မံရှင်းလိုပါတယ်။အခုယောသတ်ဟာလက်သမားဆရာယောသတ်ဖြစ်တယ်။သူ့အဖေနာမည်ကလည်းယာကုပ်လို့ခေါ်တယ်။ရှေးခေတ်ကဣဇက်သားယာကုပ်နဲ့ယာကုပ်သားယောသတ်ဆိုတာတွေနဲ့နာမည်တူညီကြပါမယ်။လူတွေတော့မတူဘူး။သမိုင်းဟောင်းနဲ့သမိုင်းဒက်ကတိုက်ဆိုင်တူညီမှုတစ်ခုပဲလို့မှတ်ယူကြဖို့လိုပါတယ်။ဒီကျမ်းကိုစစ်စစ်ပြန်ကြည့်ပါ။ ်ယာကုပ်မြင်သောသားက မာရိခင်ပွန်းယောသတ်တီထိုမာရိသည်ခရစ်ဟုခေါ်ဝေါ်သမှုသောယေရှု၏မယ်တော်ဖြစ်၏လို့သာဆိုရင်တော့အထက်ကမျိုးဆက်တွေတုန်းကလို့ယောသတ်မှမြင်သောသားဘုမဟုတ်ယောသတ်သားကယေရှုဆိုပြီးတော့မရေးခဲ့ဘူးမသက်ဟာဒီနီယာမှာကလေးကယေရှုရဲ့အဖေအရင်ဟာယောသတ်မဟုတ်ဘူးဆိုတာကိုကြိုကြိုတင်တင်ပိုင်းခြားဖြတ်တောက်ထားလိုက်တာပဲအခုတော့ယေရှုခရစ်ရဲ့အံ့ဩဖွယ်ပေါ်ထွန်းခြင်းအကြောင်းကိုဆက်ပြီးတွေ့ရပါတော့မယ် အပြိုကညာဝတ်မှခရစ်တော်အားပွားမြင်ခြင်းဆိုတာကို စတင်ကြပါစို့ရှင်လုကာခရစ်ဝင်ကျမ်းကိုစီရင်ရေးသားသူဟာ Greek ဆေးပညာရှင်ဆရာဝန်တယောက်ဖြစ်တဲ့ရှင်လုကာဖြစ်ပါတယ်သူ့ရဲ့ရှင်လုကာကျမ်းမှာတော့မိမတို့ရဲ့ကိုယ်ဝန်ဆောင်ခြင်းသဘောတရားတွေကိုပါပြမြင်အောင်မှာဖြစ်ပါတယ်အခုမဗေယောဆရာဝန်လုကာယောရဲ့ခရစ်ဝင်ကျမ်းနှစ်ဆောင်လုံးဟာ အခိုင်အမာအတူတူကြီးညာတာကတော့ယေရှုဟာအပြိုကညာဝတ်မှမွေးဖွားတယ်ဆိုတဲ့ ခိုင်မာတဲ့အချက်ကြီးတစ်ခုပဲဖြစ်ပါတယ်။အဲ့ဒီလိုဆိုရင်ယောသတ်ဟာယေရှုရဲ့အဖေမဟုတ်ဘူးပေါ့။ဒါဆိုရင်မာရိဟာဖောက်ပြန်ပြီးကိုဝန်ဆောင်သလား။တရားမဝင်အဖေမပေါ်တဲ့ကလေးကိုမွေးသလား။ဘယ်ဟုတ်မလဲ။ယေရမိကပရောဖက်ပြုတ်ခဲ့တာကိုကြည့်ပါ။ယေရမိအနာဂတ်ကျမ်းအခန်းကြီး37ငယ်22မှာထာဝရဘုရားသည်မြေကြီးပေါ်မှာထူးဆန်းသောအမှုကိုစီရင်တော်မူ၍မိမသည်ယောက်ျားကိုပတ်ဝန်းလိုက်မည်။ရှင်းရှင်းလေးပဲ မိမတွေဟာယောက်ျားယူမှသားမွေးတာမဟုတ်ပဲငွေးတဲ့အခွင့်ကိုထူးဆန်းသောအမှုအဖြစ်တရားသခင်ကစီရင်မယ်လို့ကြိုကြိုတင်တင်နမိတ်ဖတ်လိုက်တာပဲပြောလိုက်တာပဲပေါ့အခုတော့ရင်းစရာခုံစရာတွေကစပေါ်လာပြီအပြိုကညာကမွေးတယ်တဲ့ကျူးပောင်ကြီးအားဆိုတာမျိုးပေါ့ဟုတ်တယ်ဒါဟာလူတိုင်းရဲ့လွတ်လပ်စွာတွေးခေါ်နိုင်ခွင့်နဲ့ကိစ္စတယ်ကျွန်တော်ကတော့ကျွန်တော်ဘက်ကနေအခိုင်အမာပဲပြောမယ်ဘယ်ဓမ္မဆရာကမဆိုခရစ်တော်ဟာအပြိုကညာဝန်းကမွေးဖွားတယ်ဆိုတာကိုညင်းပိုင်ခွင့်အရှင်းမရှိဘူး နှုတ်ကပတ်တော်ကိုညင်းပြီးတော့သူများသဘောကျအောင်လို့ကိုလိုဖြစ်နိုင်တဲ့ရောင်ရောင်ဒီလိုဖြစ်နိုင်တဲ့ရောင်ရောင်အများကြိုက်သိပ္ပံနီးမကြကြအောင်အကြံဖန်ဇညွန်းရေးတာမျိုးကိုလုတ်တဲ့ဓမ္မဆရာမှန်တဲ့ရကိုကျွန်တော်လုံးဝကန့်ွက်တယ်။ယေရှုခရစ်ဟာအပျိုကညာဝန်းကပဲမွေးဖွားတယ်။ဒါဟာပြက်ပြက်သားသားပဲ။ညခရစ်တော်ဟာအပျိုကညာရဲ့ဝန်းကမွေးတာမဟုတ်ဘူးဆိုတဲ့ပါမန်လေ့လာတဲ့လူတွေကိုကျွန်တော်မရှုံချနိုင်ပါဘူး။ လွတ်လပ်တဲ့လူအတွေးအခေါ်ကိုလက်ခံတယ်ဒါပေမဲ့ကျွန်တော်တို့အတွေးအခေါ်ခံယူချက်နဲ့ဆန့်ကျင်ရမှာခမရတို့နိုင်အောင်လို့သက်သေအထောက်အထားတစ်ခုခုစာဆောင်တွေကျမ်းတွေယူခဲ့ပါလို့ကျွန်တော်ဒီကနေ challenge လုပ်ချင်တယ်ပြောချင်တယ်ဆိုလိုတာကတော့ rationalism လို့ခေါ်တဲ့အကျိုးအကြောင်းစီလျော်အောင်တွေးခေါ်ရမှာသုံးတဲ့မိရသားဘွားပညာစာအုပ်တို့ဇီဝကမဗေဒစာအုပ်တို့တဲ့တမန်ကျမ်းစာရဲ့ဝတ်ကြကိုတိုက်ခိုက်နိုင်တဲ့ပမိုင်းအထောက်အထားဖြစ်စီ ကျမ်းစာပိုင်းဆိုင်ရာရှင်းလင်းချက်ကိုဖြစ်စီကျွန်တော်လိုချင်တယ်။ rationalism အရဆက်ဆက်တွေးခေါ်နည်းတစ်ခုကလွဲလို့မာရီဆိုတဲ့အပြိုကညာဝန်းကမွေးဖွားတယ်ဆိုတာဟာမဖြစ်နိုင်ဘူးလို့တခြားဘယ်နည်းနဲ့မှမငြင်းနိုင်ပါဘူး။ဆက်ဆက်တွေးခေါ်သူတွေကအဆုံးဖြတ်ပေးနိုင်တဲ့ဇာကားကတော့ဒါမဖြစ်နိုင်ဘူးဆိုတဲ့ဇာကားပါပဲ။တခုကျွန်တော်မေးပါမယ်။လူငယ်ရဲ့နှစ်30လောက်ကအထိလကဘာဘော်ကိုလူရောက်မယ်လို့ဘယ်သူအိမ်မက်မက်ခဲ့ပူကြတယ်။အဲ့ဒီမိကုန်းကိုအခုဖြည့်ကြည့်ကြလေ။ အခုအချိန်မှာတော့လက်ကဘာဟိုဘက်တောင်ကြော်ပြီးတော့တာဆူနေကြပြီမဟုတ်လားအဲ့ဒီမဖြစ်နိုင်မှုဆိုတာကိုဖြစ်အောင်ဘယ်နည်းတွေသုံးရတယ်လဲစက်ကြဝလာဆိုင်ရာတိတ်ပံအတက်နည်းတွေကိုစူးစမ်းပန်းစားရှာဖွေပြီးဖြစ်နိုင်အောင် လုပ်ကြရတာမဟုတ်ဘူးလားအဲ့ဒီစက်ကြဝလာဆိုင်ရာတိတ်ပံတွေကဘယ်ကလာ စက်ကြဝလာကို ဖန်ဆင်းသူရဲ့ပင်မအတက်ပညာကြီးရဲ့အယိုးအရင်းလေးလောက်တောင်ဟုတ်ချင်မှဟုတ်မယ်ဖျားဘခင်ပေးသောအတက်ပညာပဲမဟုတ်ဘူးလားဒီလိုသူ့ရဲ့ကျေးဇူးတော်တွေပေါ်မှာမူတည်ပြီးတော့မှပဲ လူသားဟာရှေ့ကိုတိုးတက်နေကြတယ်မဟုတ်လားဒီတော့သူဖန်ဆင်းတဲ့ဥပရိသတွေကိုသူ့အတူနဘေးချထားပြီးအပြုတ်ကညာရဲ့ဝန်းကသားတော်ကိုမွေးဖွားစေဆိုပြီးသူ့အတူအမိန်ပေးတယ်ဒီအမိန်တော်အတိုင်းဖြစ်ကိုဖြစ်လာတယ်ဒါဘာဆန်းလဲကျွန်တော်ကဘာတတ်နိုင်လဲသမိုင်းမှတ်တမ်းများအရာတခြားဘယ်လို့မှငင်းခုန်နေစရာ အကြောင်းမရှိဘူးအချိန်ကုန်ခံပြီးဘာအဖြစ်မှလဲဒီလိုငင်းနေလို့ခုန်နေလို့ထွက်မလာနိုင်ဘူးလို့ဒီနေရာမှာကျွန်တော်ပြက်ပြက်သားသားပဲပြောချင်တယ် မသက်ခရဝင်အခန်းကြီး1ငယ်16မှာတွေ့ရတဲ့အချက်ကတော့ဤသို့လျှင် မျိုးစဉ်နွယ်ဆက်ပေါင်းကာအာဗြဟံမသည်ဒါဝိဒ်တိုင်အောင်140ဒါဝိဒ်မသည်ဘာဘူးလုံမျိုးသို့နေရာပြောင်းစီတိုင်အောင်140ဘာဘူးလုံမျိုးသို့ပြောင်းပြီးသည်မှခရစ်တော်တိုင်အောင်140ဖြစ်တည်းရည်လို့ဖြစ်ပါတယ်140 143ခုဟာဓမ္မဟောင်းနဲ့ဓမ္မသစ်ကိုဖတ်ရှုသူတို့ပြက်ပြက်သားသားကိုင်းကိုင်းကွက်ကွက်ဆက်ဆက်မိနိုင်အောင်လုပ်ပေးထားတာပါ ကြားထဲမှာမလိုအပ်တဲ့မျိုးတွေအမည်နာမည်တချို့ကိုတော့ခြံလက်ကောင်းခြံလက်ခဲ့လိမ့်မယ်နော်မူရင်းသဘောတရားကိုတော့မထိခိုက်နိုင်ဘူးပို့ပြီးတော့တောင်မှလိလာခြင်းသူတွေအတွက်တော့တိကျခိုင်လုံလာစေလေအောင်မယ်အဲ့ဒီလိုကျွန်တော်အလေးနဲ့ယုံကြည်ပါတယ်ယေရမိအနာဂတ်ကျမ်းအရာအဘာဝကိုဆန့်ကျင်တဲ့အမှုကိစ္စတွေတနည်းအားဖြင့်ထူးဆန်းတဲ့ကိစ္စတွေကိုသာဝေယဖျားဖြစ်စေတော်မူမယ်ဆိုတာဟာရှေးခေတ်ကကြိုတင်ပေါ်ပြခဲ့တဲ့အခုသောနမိတ်လေး ဒါဟာအခုရှင်မသက်ကျမ်းစာမှာတာရောက်ပြည့်စုံရတော့မယ်ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး1ငယ်18ယေရှုခရစ်သည်ပွားမြင်ခြင်းကိုခံတော်မူသောအကြောင်းအရာဟုမူကားမေတော်မာရိသည်ယောသနှင့်ထိမ်းမြားဆောင်နှင်း၍မရှက်တင်မိတွင်တန်ရှင်းသောဝိညာဉ်တော်ကြောင့်ပရိသတ်တွေဆွေးနေ၏ပွားမြင်ခြင်းကိုခံတော်မူသောအကြောင်းဟုမူကားကတော့ပေါ်ပြခဲ့သလိုပါပဲမာရိနှင့်ယောသတို့မှာဟိုမသဘာဝဆက်ဆက်ခြင်းမပြည့်ရသေးတဲ့အချိန် တန်ရှင်းသောဝိညာဉ်တော်ရဲ့ပရိသရေဟာမာရိရဲ့ကိုယ်ခန္ဓာမှာဆွဲကပ်နေတာကိုတွေ့ရပါတယ်ရှင်မသဲခရစ်ဝင်အခန်းကြီး1ငယ်16အရာသူ၏ခင်ပွန်းယောသတ်သည်သူတော်ကောင်းဖြစ်၍မာရိအစရိကိုမပြတ်စေခြင်းသောကြောင့်တိတ်ဆိတ်စွာစွန့်ပယ်မိဟုကြံရှိ၏ဒီအချိန်မှာတော့မောရှိခေပြည့်ညတ်တော်ကိုသိတ်တင်းတင်းကြပ်ကြပ်လိုက်နာရတဲ့ခေပေါ့ဒီရှင်းပြည့်ညတ်ချက်ကျမ်းနေအရာဆိုရင် မိမတယောက်တစ္ဆာဖောက်ရင်တနည်းအိမ်တောင်ကြီးဖောက်ပြန်မယ်ဆိုရင် ကြောက်ခဲနဲ့ပေါက်သက်နိုင်တဲ့အထိအပြစ်ဒဏ်ကြီးတယ်။အခုဒီနေရာမှာယောသတ်ဟာအင်မတန်ဂုံပြုတ်တိုက်တဲ့ပုဂ္ဂိုလ်သူတစ်ယောက်ဖြစ်လာတာပေါ်လွင်လာတယ်။ကျွန်တော်တို့ကမေရော်မာရီအပေါ်မှာအာယုံစိုက်တဲ့လောက်ယောသတ်ကိုကျတော့မကြာခဏမိထားတတ်ကြတယ်လी။ကျွန်တော်တို့အထူးသတိပြုနေတာကမာရီဟာအလွန်မုံမြသန့်စင်တဲ့မိမတစ်ယောက်မှုခရစ်တော်ရဲ့မိခင်အဖြစ်ဘုရားသခင်ကရွေးချယ်ခဲ့တာဖြစ်တယ်လို့ယောသတ်ဆိုတဲ့ပုဂ္ဂိုလ်ဟာလေဘုရားသခင်ပဲ ရွေးချယ်ခဲ့တဲ့လူတယောက်ဆိုတာကိုမေ့ဖြောက်လို့မရနိုင်တဲ့အချက်ပဲဒီအမှန်တရားနှစ်ခုကိုအမြဲတွေးတောမိကြဖို့လူမျိုးချင်းပါတယ်အကယ်၍သာယောသတ်နေရာမှာဒေါသအိုးတယောက်တရားသခင်ကခန့်ထားလိုက်ရင်ဒီဇလန်ဟာရုပ်ပြတ်သွားမယ်မဟုတ်ဘူးလားမာရီကိုသတ်ပြတာမျိုးမလုပ်ရင်တောင်မှအဆက်တကွဲအကျိုးနဲ့တော့ဖြစ်ကုန်ပြီပေါ့အခုတော့ယောသတ်ဟာသူတော်ကောင်းတဲ့မာရီကိုလည်းဖိတ်ချစ်မြတ်နိုးလိမ့်မယ်ဒါကြောင့်သူ့ဇနီးတွေကိုအထီးကိမ်းမခံနိုင်ရှာဘူးတစ်ဖက်ကလည်းသူ့မိမတော့ ငါ့ကိုတစ္ဆာဖောက်ခဲ့ပြီလို့ယင်ထဲမှာငင့်နေအောင်ခန်းစားခဲ့ရတယ်။မတ်သဲခန်းကြီးတင့်ငယ်20မှာဆက်တွေ့ရတာကထို့သောကြံစည်၍နေစဉ်တွင်အိမ်မက်ကိုမြင်ရသည်မှာထာဝရဘုရားကြီးကောင်းရင်တမန်သည်ထင်ရှား၍ဒါဝိဒ်အမျိုးယောသတ်တင်းခင်ပွန်မာရီကိုထိမ့်သိမ်းရမည်အခွင့်ကိုမစိုးရိမ်နှင့်ဤပရိဒရေသည်တန်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။အချိန်ပြီးလေးမှာပဲကောင်းရင်တမန်ကယောသတ်ကိုအခုလိုလာပြီးရှင်းလေ။ပါးယောက်ျားကိုဖွားမြင်လိုက်မည် ထိုသားသည်မိမိလူတို့ကိုအပြစ်မှကယ်ချွတ်မည်သူဖြစ်သောကြောင့်ယေရှုဟုသောအမည်ဖြင့်မှဲ့ရမည်ဟုကောင်းရင်တမန်ဆို၏ယေရှုဆိုတာဟာကယ်တင်ရှင်ဆိုတဲ့အတိတ်ပဲရှိတယ်။ဘာကိုကယ်တင်မှာလဲ။သူ့ကိုယုံကြည်သောသူတို့ကိုအပြစ်တရားမှကယ်တင်မှာပေါ့။မသဲခန်းကြီး1ငယ်22မှာဆက်ဖတ်ကြည့်တော့ထိုအကြောင်းအရာဟုမူကားအော်ရဲ့ဖျားသည်ပရော့ဖက်အားဖြင့်ထားတော်မူသောဗျာဒိတ်တော် ပြည့်စုံပြီအကြောင်းကြီးတဲ့ရှင်းပါတယ်နော်ဗျာဒိတ်တော်တွေပြည့်စုံဖို့ပါတယ် ရှင်မသက်ဟာဒီခရစ်ဝင်ကိုရေးသားခြင်းအဖြစ်ကောင်းကင်ဘုံရှင်ဖျားသခင်ဆူထားတဲ့ဗျာဒိတ်စကားတွေနှုတ်ကပတ်တော်တွေပြည့်စုံကြောင်းကိုတက်ပြီးတည်စေခြင်းပါတယ်။ဣသရေလနိုင်ငံတော်ကိုတမဟောင်းကျမ်းဟာပြည့်စုံပြီဆိုတာကိုသူကနားလည်စေခြင်းနဲ့ဆန္ဒနဲ့ဒီကျမ်းကိုသူပြည့်စုတာ။ကျွန်တော်တို့တင်စီရသောတမဟောင်းကျမ်းအစီအစဉ်အစကတည်းကတမဟောင်းကျမ်းစာမှာပရောဖက်တွေအနာဂတ်စကားတွေရဲ့ဗျာဒိတ်တော်တွေဟာစုပေါင်း300ကျော်လောက်ရှိခဲ့တယ်ဆိုတာကိုဖော်ပြခဲ့ပြီးဖြစ်တယ်။ ဲ့ဒီတဲကမသက်ခရစ်ဝင်ဟာဒီဗျာဒိတ်ဘယ်နှခုကိုပြည့်စုံစေသလဲဆိုတာကျွန်တော်မရေတွက်နိုင်ပါဘူးဒါပေမဲ့ရှင်မသက်ခရစ်ဝင်ဟာတခြားခရစ်ဝင်တွေတဲ့ဗျာဒိတ်တော်များရဲ့ပြည့်စုံခြင်းကိုပုံမူပေါ်ပြခဲ့တယ်ဆိုတာကိုတော့ပြောရဲပါတယ်ရှင်မသက်ဟာဒီကျမ်းမှာခရစ်တော်ရဲ့တက်တော်စဉ်ခရစ်တော်ဘဝဓာရီကိုအဓိကထားရတဲ့ခရစ်တော်နဲ့ပတ်သက်တဲ့ရှေးကာလကြံမြာပြည့်စုံခြင်းကိုပို့ပြီးအဓိကထားပေါ်ပြခဲ့တယ်လို့ကျွန်တော်မြင်ပါတယ်။အခုဒီနေရာမှာ ဟေရှာယအနာဂတိကျမ်းအခန်းကြီး9ငယ်14ကိုသူဆက်လက်ကိုးကားပါတော့မယ်။ရှမသဲခရစ်ဝင်အခန်းကြီး1ငယ်23အရာဖြစ်ပါတယ်။ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုလော့သူတို့သမီးကညာသည်ပရိသေဆွဲယူ၍ပါယောက်ျားကိုပွားမြင်လက်တန့်ထိုသားကိုအီမာနွေလအမည်ဖြင့်မှဲ့ရကြလက်တန့်ဟုဒါသတည်း။အီမာနွေလအ낵ကငါတို့နှင့်အတူရှိတော်မူသောဖျားသခင်ဟုဆိုလိုသတည်း။အခုအပိုင်းမှာတော့နည်းနည်းရှင်းမှုလင်းမှုလိုလာပြီ။တခြားတော့မဟုတ်ပါဘူး။ liberal theology လို့ခေါ်တဲ့အတွေးခေါ်လွတ်လပ်မှုကိုအခြေခံတဲ့ဓမ္မဆရာတစုရဲ့ခေါင်းဆောင်ရဲ့သူ့ရဲ့နောက်လိုက်တည်ရင်နဲ့ပတ်သက်နေလို့ကျွန်တော်ဒီနေရာမှာရှင်းဖို့လိုလာတာပါအဲ့ဒီလွတ်လပ်သူအတွေးခေါ်ပညာရှင်ကြီးကအပြိုကညာဝန်းကဖွားမြင်နေဆိုတာကိုမကြိုက်တဲ့လူတွေကိုဥဆောင်တယ်လीသူတို့အဖက်ရဲ့ဆန္ဒနဲ့အညီသမာကျမ်းစာကိုအတိတ်ပဲဖွင့်တဲ့ကျမ်းစာကြီးတစ်ခုပေါ်လာခဲ့တယ်သူတို့ကိုအားဖြည့်တဲ့ကျမ်းစာကြီးပေါ်ဒီအချက်ကို ဒီကြဇာအုပ်ကြီးထဲမှာ အပြိုကညာစီကပွားမြင်ခြင်းကိုဆန့်ကျင်ထားတာပျောက်မြောင်ပဲတွေ့ရတယ်။အဲ့ဒီကျမ်းဇာကြီးကတော့1946ခုနှစ်ကလေးကပေါ်လာတဲ့ဇာအုပ်ကြီးတုပ်ပဲ။အဲ့ဒီဇာအုပ်ရဲ့ဓမ္မသစ်ကျမ်းပိုင်းရှင်မသက်ခန်းကြီး1ငွေ23မှာဖော်ပြတာကတော့ဘုရားသခင်ရဲ့ပရောဖက်စကားပြည့်စုံဖို့အတွက်ဒီဇာအုပ်ဖြစ်ပေါ်လာပါတယ်။ကြည့်ကြလို့အပြိုကညာရဲ့ဝန်းမှာပြည့်စုံရယူပြီးတော့သားတော်ကိုပွားမြင်မယ်။သားတော်ရဲ့ နာမတော်ကိုအီမာနီလာလို့မှတ်ခေါ်ကြရမယ်လို့ဆိုပါတယ်ဒါပေမဲ့1952ခုနှစ်မှာထုတ်တဲ့အဲ့ဒီကျမ်းစာတမဟောင်းပိုင်းထေရှားရအနာဂတိကျမ်းအခန်းကြီး9ငယ်14မှာကျတော့အခုလိုဖြစ်နေပါတယ်ထို့ကြောင့်ဘုရားသခင်ကိုယ်တိုင်ကလက္ခဏာတစ်ခုကိုပြလိမ့်မည်ကြည့်ရှုလော့မိမငယ်တယောက်စီပရိသရေဆွဲယူ၍သားတော်ကိုပွားမြင်မည်သားတော်ဤနာမတော်ကိုအီမာနွေလာဟုမှတ်ခေါ်ကြရမည်ဆိုပြီးတော့ဝဖဝေယောလီလှုပ်ထားတာကိုတွေ့ရပါတယ် အပြုကညာမဟုတ်တော့ဘဲမင်းမငယ်ဆိုပြီးဖြစ်သွားပြီလေသောတာရှင်အပေါင်းတို့ကျွန်တော်ဒီနေရာမှာပြောခြင်းနေဓမ္မသစ်ကျမ်းမာတုန်းကတော့ဤရင်လို့ဘယ်လို့မှမရတော့အပြုကညာဆိုပြီးတော့သူသုံးခဲ့ရတယ်ဟောနှစ်ပေါက်တစ်ပေါက်ရိုက်လို့ရနိုင်လောက်တဲ့ဟေရှာယအနာဂတ်ကျမ်းဒီကျမ်းစာအဟောင်းကြတော့အပြုကညာမဟုတ်တော့မင်းမငယ်တယောက်ကလေးကပြိသရီတီးတယ်ဆိုပြီးဖြစ်သွားပြီအပြုကညာကနေမင်းမငယ်ဖြစ်သွားပြီ ဟေရှာယကအမှန်တကယ်ပြောတာကအပြုတ်ကညာရဲ့ဝန်းကပရိသတ်ဆွေးယူတယ်လို့သာပြောတာမင်းမငယ်ကလို့မပြောဘူးဒီလိုအပြုတ်ကညာကပရိသတ်ဆွေးယူခြင်းသာရှင်ဘုရားသခင်ရဲ့ထူးဆန်းသောနမိတ်လက္ခဏာအခုသူတို့ပြောတဲ့မင်းမငယ်ကနေပြီးတော့ပရိသတ်ဆွေးယူတာကတော့ဘာဆန်းလဲအခုခေတ်မှာဒီလိုပဲထိုက်ရင်ဘယ်သူမှမသိပဲနဲ့ကိုဝန်ဆောင်တဲ့မင်းမငယ်တွေအများကြီးမဟုတ်လားကျွန်တော်နိုင်ငံမှာလည်းရှိတယ်လေကမ္ဘာတစ်ဝှမ်းမှာလည်းရှိတယ်လေ တိတ်တိတ်ဖြတ်ချနေကြရတဲ့ပြဿနာတွေအများကြီးမဟုတ်ဘူးသူတို့ပြောတဲ့ပုံအတိုင်းဆိုရင်ဘုရားသခင်ကပဲအခုကျွန်တော်တို့20ရာစုကာလသာသမီများကိုဗျာဒိတ်တော်ကြီးနဲ့ special ချထားပေးလိုက်တယ်လို့ဖြစ်မနေဘူးဟာကဗိကဗတ်ဒါကိုပြည့်သက်သူချင့်ပြီးယုံကြပေါ့အဲ့ဒီလိုလွတ်လပ်စွာတွေးခေါ်တယ်ဆိုပြီးတော့ဘုရားသခင်ရဲ့တမန်ကျမ်းစာကိုပြောင်းဆက်ညင်တာဟာအင်မတန်အပြစ်ကြီးတယ်ဒါဟာဘာကိုပြတယ်လဲဆိုတော့လူသားဟာဘုရားသခင်ကိုယုံကြည်ပါတယ်ယုံကြည်ပါတယ်ဆိုပြီးတော့ကို ဘုရားသခင်ကိုတော်လှန်ရင်းတဲ့စိတ်ဓာတ်ကလေးတွေကဒရေတီညီစေပဲဆိုတာကိုဒီနေရာမှာကျွန်တော်ရှင်းရှင်းကြီးတွေ့ရပါတယ်။မူရင်းဟေဘေးဝေါ်ဟာရနဲ့ဟေရှာယမှာ အပြုတ်ကညာဆိုတာကိုအယ်မာ A L M A H လို့ခေါ်ပါတယ်။စောစောကနှစ်ပေါက်တစ်ပေါက်ရိုက်ပြီးဖော်ပြတဲ့ကျမ်းစာကြီးကိုဘာသာပြန်တဲ့ဆရာသမားကဂျီစီနီယပ်ဆိုတဲ့ပုဂ္ဂိုလ်ဒီဘေးလောက်ခက်တဲ့စာပေကိုနောကြည့်နေတဲ့လူတေတရဲ့စာပေဆိုတာတော်ယုံလူဝလချီလေသွားလောက်အောင်ခက်တဲ့စာမျိုး ဒါကို तू ကပိုင်လေလीနောက်တော့မှ तू ကဝန်ခံနေအယ်မာဆိုတာဟာအပြုတ်ကညာပါဒါပေမဲ့မင်းမငယ်ဆိုရင်လဲမမှားပါဘူးမလျှော့သေးဘူးလေမဟုတ်မလဲလို့တာဘာဖြစ်လို့လဲဆိုတော့ तू ကကိုဘက်ကလူကိုအပြိုကညာဝန်းကမွေးဖွားတာဟာတိတ်ပန်ကြီးမကြဘူးဆိုပြီးတော့ဆန့်ကျင်တဲ့အဖွဲ့ပေါ့အဲ့ဒီမာတင်ငကိုတဲကနည်းနည်းလေးသူများကိုဝါတိုက်လိုက်ရမှအမှန်ပဲထင်တဲ့ပြိဿတ်တွေအကုန်လုံးဝီလီလီဖြစ်ကုန်ရတယ်နှုတ်တရားစာတလုံးလို့ ဆိုထားတယ်မဟုတ်လားဒါကြောင့်မို့လို့ရေးတာသားတာသတိထားဖို့လိုတယ်အဲ့ဒီရေးတာသားတာမှန်သေးတယ်ကိုလေအဟုတ်မှတ်ဒီဖတ်ရှုလေ့လာကြတဲ့နေရာမှာလေစေတနာမှန်မှုအမှန်ကိုသိအောင်ဖတ်ကြဖို့လိုတယ်သိပြီးသတိထားကြပါလို့ကျွန်တော်အကြံပေးချင်ပါတယ်ဒေရှာယနဂတိကျမ်းအခန်းကြီး9တခုလုံးကိုဖတ်ကြည့်ရင်ယူရမင်းဖြစ်တဲ့အာခတ်ဟာဘုရားသခင်မှန်ဗာမဏ္ဍာမှန်သိတဲ့မင်းမဟုတ်ဘူးအင်မတန်ဆိုးတဲ့ဘယင်ဖြစ်တဲ့အဲ့ဒီအချိန်ဟာ ထေရှားရကိုဘုရားသခင်ကဆေလွတ်ပြီးတရိပ်ပေးစေတယ်။ငေးကဆယ်ဆက်နှစ်ထဲမှာကြည်လိုက်ရင်တင်းဤဘုရားသခင်ထာဝရဘုရားထံမှာနမိတ်လက္ခဏာကို တောင်းပန်လော့။ net သောအရ၌ဖြစ်စီမြင့်သောအထက်အရ၌ဖြစ်စီတောင်းပန်လော့။ခုအာခတ်မင်းကိုမိန့်တော်မူရင်အာခတ်မင်းကအကျွန်ုပ်မတောင်းပန်ပါထာဝရဘုရားကိုမစုံစမ်းပါဆိုတဲ့ဘယင်မျိုးအတိတ်ဘယ်ကတော့ဘုရားသခင်ကိုစုံစမ်းကြည့်နေဖို့မလိုဘူးငါပြည့်တယ်ငါတက်တယ်ဆိုတဲ့အစားမျိုးပေါ့ အဲ့ဒီအချိန်မှာဟေရှာယကအိုဒါဝိအမျိုးသားတို့မင်းတို့ကတော့ထာဝရဘုရားသခင်ကမင်းတို့ကတောင်းပန်သည်ဖြစ်စေမတောင်းပန်သည်ဖြစ်စေနမိတ်ကြီးတစ်ခုတော့ပြလဲဦးမယ်ကွာအဲ့ဒီနမိတ်ကတော့ကြည့်ရှုလော့သူတို့သမီးကညာသည်ပရိသရိဆွေယူပားယောက်ျားကိုဖွားမြင်လက်တန်းသူသားကိုအီမာနွေလအမိဖြင့်မှဲ့ရလက်တန်ဆိုပြီးပြောချခဲ့တာပါပဲ။ဒါတော့ဒီလောက်ခေါင်းမာတဲ့ဘရင်လိုလူမျိုးကိုမိမငယ်တယောက်ကနေကိုုံဆောင်မဲ့ဟေ့လို့သာဟေရှာယကပြောတယ်ဆိုရင တေရှာယအယူဖြစ်သွားမှာပေါ့ဘရင်ကလည်းဒီပရောဖက်မျိုးကိုရစေရမရှိအောင်နှိမ်ပစ်သွားမှာပေါ့ဒီတော့ပရောဖက်တယောက်ရဲ့စကားကိုဒီလိုယုံချင်းကြောင်းချင်းလှုပ်ပြီးတော့လှည့်စားပြီးတော့ရေးဝန်တာဟာအင်မတန်မှားတယ်အပြုကညာရဲ့ဝန်းကမွေးဖွားလာပါတယ်ဆိုတော့ဘုရားသခင်ရဲ့သားတော်စီကိုသူတို့ဟာဒီလို စိတ်ဓာတ်မျိုးနဲ့သွားရောက်ခုတွေ့မယ်ပါဆိုရင်တော့အဲ့ဒီလူတွေဟာသူတို့ရဲ့ပြင်မှားခြင်းဆိုတဲ့လက်ဆောင်တွေနဲ့ပဲဒီသခင်အတွက်ပေးအပ်နိုင်မှာပဲလို့ကျွန်တော်ဆိုချင်တယ် ဘယ်လိုမျက်ခွက်မျိုးတွေနဲ့သူတို့တွေ့ပြီးတော့ဘုရားသခင်ကိုဖူးမြော်ကြမှာလဲသူတို့ကိုယ်စားကျန်တော့အသေးအင်မတန်ရမ်းမိတယ်အယ်မာဆိုတာဟာအပြုတ်ကညာဖြစ်တယ်ဆိုတာကိုအလက်ဇန်ဒာမျိုးမှာဣသရေလဆန်တဲ့မျိုးကကိုယ်စလေပေါင်း52ယောက်ဂရိဘာသာကိုပေါင်းစု ပြန်ဆိုရမှာလဲအယ်မာဆိုတာအပြုတ်ကညာဖြစ်တယ်ဒါကြောင့်ဂရိလို ပါသီနိုးစ်လိုပြန်ခဲ့ကြတယ်လို့ပြောပါတယ်အခုရှင်မတဲကလည်းဖြေပြဲဘာသာနဲ့အယ်မာဂရိလိုပါသီနိုးစ် မြမလိုဆရာကြီးယူရသံကအပြိုကညာစသည်ဖြင့်အဲ့ဒီလိုပဲစင်ရဲစင်ရဲတိတိကျကျပေါ်ပေါ်လွင်လွင်ပြန်ဆူခဲ့ကြတယ်လေအေဒီမျိုးတော်မှာအပြိုကညာနတ်ဖရာရဲ့ကျောင်းတော်တစ်ခုရှိတယ်အဲ့ဒါကိုပါသီနွန်လို့ခေါ်တယ်လေဒါဟာလေပါသီနိုးစ်ကနေလာတဲ့စကားပါဒါကြောင့်အပြိုကညာသည် အပြိုကညာယောက်ျားနဲ့မဆက်ဆံရသေးသော စင်ကြယ်သူမင်းမငယ်ဆိုတာတော့မင်းမငယ်အပြိုကညာလို့ဆိုတဲ့အတိတ်ပဲလို့ပြေဝခြင်းလည်းမရှိဘူး ရှင်းဖန်ရင်လည်းမရှိတဲ့မိမတယောက်ပဲဖြစ်တယ်လို့ပြက်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 ကျွန်တော်ဒီနေရာမှာဆိုပြစီနာမတော်ဆိုတဲ့ခေါင်းစဉ်နဲ့ဆက်လက်ပေါ်ပြရမယ်ဆိုရင်တော့စောစောပိုင်းကကျွန်တော်ဖတ်ခဲ့တဲ့ကျမ်းစကားတွေကဖို့သားကိုအီမာနီလာအမည်ဖြင့်ဖဲ့ရကြလက်တန်ဟုဒါသတိဆိုတဲ့အပိုင်းနဲ့ပတ်သက်ပြီးပေါ်ပြရမှာဖြစ်ပါတယ်အီမာနီလာအနှစ်ကငါတို့နဲ့အတူရှိတော်မူသောဘုရားသခင်ဆိုလိုသတည်းလို့ကျမ်းကဆက်ထားတဲ့ဆိုတော့ယေရှုကိုနောက်ပိုင်းမှာအီမာနီလာလို့ ပေါ်ကြလူလားဆိုတဲ့မိကုံးကပေါ်ထွက်လာပါလေမခေါ်ကြတော့ပါဘူးယေရှုဆိုတာဟာသာသူ့နာမည်ခရစ်တော်ဆိုတာကသာသူ့ရဲ့ဘွဲ့တော်ဖြစ်လို့ခရစ်တော်ယေရှုဒါမှမဟုတ်ယေရှုခရစ်လို့ခေါ်ဆိုကြပါတယ်အေမာနွေလလို့သူ့ကိုနာမည်မပေးပါဘူးဒါပေမဲ့အနာဂတ်ကျမ်းမှာကျတော့အေမာနွေလဘုမဟုတ်အတိတ်ပဲအဖြစ်ငါတို့နဲ့အတူရှိတော်မူသောဘုရားသခင်လို့ပေါ်ပြထားခဲ့ပါတယ်မရှင်းတတ်ရင်ဒီနေရာမှာရှုပ်နိုင်ပါသေးတယ် နှုတ်ကပတ်တော်ဝေါ်ဟာရဒီထဲမှာအံ့ဩစရာအကောင်းဆုံးဝေါ်ဟာရတစ်ခုဖြစ်တဲ့အီမာနီလသို့မဟုတ်ငါတို့နဲ့အတူရှိသောဘုရားဆိုတာဟာအပြိုကညာရဲ့သန့်ရှင်းသောဝန်မှပွားမြင်မှသာအီမာနီလဖြစ်ရပါမယ်။အပြိုကညာဝန်ကမွေးဖွားခြင်းမဟုတ်ရင်အီမာနီလလို့မခေါ်နိုင်ဘူး။ထိုအခါယေရှုသို့မဟုတ်ကယ်တင်ရှင်လည်းမဖြစ်နိုင်တော့ပါဘူး။အခုတော့ယေရှုလို့သူ့ကိုနာမည်ပေးတာဟာကယ်တင်ရှင်ဖြစ်လို့ကျွန်တော်တို့နဲ့အတူရှိတဲ့ဘုရားသခင်မှုလို့ယေရှုလို့အမည်ပေးထားတာပါ။ အီမာနွေလဖြစ်သောကြောင့်သာယေရှုအမိကိုရရှိခြင်းပါဘဲလို့ပြက်ပြက်သားသားတင်ပြရပါစီ။ဒါကြောင့်ကောင်းရင်ဘုံမှမြေကြီးပေါ်သို့ဆင်းသက်ကြွရောက်တော်မူတဲ့ကယ်တင်ရှင်ကျွန်တော်တို့နဲ့အစင်ရှိတဲ့ဘုရားသခင်အကြောင်းဟာတော့ကမ္ဘာပေါ်မှာအံ့ဩစရာအကောင်းဆုံးသမဖြစ်တစ်ခုပဲလို့ကျွန်တော်ပြောလိုက်ချင်ပါသေး။ဒီဒီအောဝါရာစာအခန်းကြီး1ငယ်9အရာယေရှုသည်ဘုရားသခင်၏ကျေးဇူးတော်အားဖြင့်လူအပေါင်းတို့အတွက်ကြောင့် အသေးခံရသော အခွင့်ရှိစေခြင်းကကောင်းရင်တမန်တို့အောက်၌အနည်းငယ်သိမ့်ပြီးမှသေခံရသောကြောင့်ကောင်းတော်၌ဘုံအစရိပတ်ရရဲ့ရှိသည်ကိုငါတို့မြင်ကြ၏လို့ဖော်ပြထားပါတယ်။ယေရှုခရစ်ရဲ့အသေးခံရခြင်းအခွင့်ဟာလူအပေါင်းတို့အတွက်ဖြစ်တယ်လေ။ဒီနေရာမှာဟေဘရဲဩဝါဒစာမှာရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။ကျွန်တော်ကတော့ကမ္ဘာလောကလူသားတွေကိုကယ်တင်ဖို့အတွက်အသေးမခံနိုင်သလို့ ို့အပြစ်အတွက်လည်းအသေးမခံဝန်ဘူးကျွန်တော်ကပြောရလူကိုယေရှုခရစ်ကတော့ဒီအရိုခံနိုင်တယ်လူသားတွေကိုအပြစ်ငရဲကနေကယ်တင်ဖို့အတွက်သေခံနိုင်ခဲ့ပါတယ်ယေရှုခရစ်ဟာဘယ်လိုကယ်တင်ရှင်ဖြစ်လာသလဲအီမာနွေလသို့မဟုတ်ကျွန်ုပ်တို့နဲ့အတူရှိသောကြောင့်ပါ ကျွန်ုပ်တို့နဲ့အတူဘယ်လိုရှိလာသလဲအပြုကညာသမ္မမွေးဖွားခြင်းကြောင့်ပါသူ့နာမည်ကဒါကြောင့်မို့ယေရှုပါအီမာနွေလဖြစ်သောကြောင့်ယေရှုလို့သူ့ကိုခေါ်ရပါတယ် သူဟာကက်တင်ရှင်ဖြစ်သောကြောင့်အီမာနွေလဖြစ်ပါလေ။အီမာနွေလဖြစ်သောကြောင့်လူစားတိကိုယူ၍အပျော်ကညာဝတ်မှပွားမြင်ခြင်းလည်းဖြစ်ပါလေ။ကျွန်တော်အလေးနဲ့ပြောပါမယ်။ခရစ်တော်အကြောင်းကိုဂါဂနနမသိပေမဲ့ခရစ်တော်ကိုလက်ခံယုံကြည်ခြင်းယင်ယုံကြည်နိုင်ပါလေ။ဒါပေမဲ့ခရစ်တော်ကိုယုံကြည်ဘုရားသခင်ရဲ့သာသမီဖြစ်လာခြင်းမှာတော့ခရစ်တော်နဲ့ပတ်သက်တဲ့တမိုင်းဖြစ်ရမယ့်အကိုဘယ်တော့မှမဆန့်ကျင်မှန်းနဲ့တော်လှန်ပြီးမတွေးခေါ်ကြပါနဲ့။ ကျွန်တော်ဟောပြောချက်တွေကိုနားထောင်ပြီးအကယ်၍တရားသေးသမားလို့ဆိုခြင်းရင်လဲဆိုပါကျွန်တော်ဝန်မနေပါဘူးကျွန်တော်ကတော့ကျွန်တော်ရဲ့အခုဘဝနောင်ကာလကာလနှစ်ခုစလုံးကိုပိုင်သအုပ်ဆိုးပြီးကျွန်တော်တို့သာဝရအသက်လမ်းကို ပေးပိုင်တဲ့ဘုရားသခင်ကိုပဲလိုချင်ပါတယ်စัจ java လာအနန္တကိုပိုင်သအုပ်ဆိုးပြီးတကောကြီးမာတဲ့ဘုရားမျိုးကိုပဲလိုချင်ပါတယ်ဒီလိုတကောရှင်ဟာသူ့လုံငါလို့ဆိုရင်တော့ဖြစ်ချင်တာဖြစ်အချိန်ကုန်ခံပြီးတွေးနေစရာရေးနေစရာ ဟောနေစရာတက်သိခံနေစရာလည်းမလိုတော့ဘူးသူ့အတွက်လည်းအပင်မန်းခံပြီးကိုးကွယ်စည်းကပ်စရာမလိုတော့လို့အချိန်ပေးမနေတော့ဘူးအခုတော့သူဟာအီမာနီလာဖြစ်တယ်အပြိုကညာရဲ့ဝန်းကမွေးဖွားတယ်လူဇာတိကိုခံယူပြီးကျွန်တော်ကိုကယ်တင်ဖို့အတွက် ကားတိုင်းတော်ပေါ်မှာအသိခံနေလीဒါကြောင့်သူ့ကိုကျွန်တော်တော့အကျွင်းမဲ့ယုံကြည်ပါတယ်နောက်ချိန်အစီအစဉ်မှာဖះရှင်ရဲ့နှုတ်ကပတ်တော်များခရိယန်တမန်ကျမ်းရဲ့တမသစ်ကျမ်းပိုင်းတွေကရှင်မာသဲခရစ်ဝေကျမ်းအခန်းကြီး2အခန်းငယ်1ကနေ အခန်းငယ်၁၈အထိကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရဲ့။